နေရအတိတ်တွေကိုနေတဲ့အခါမှာလိုက်နာကျင့်သုံးတဲ့အချက်ကလေးကိုမြတ်စွာဘုရားဟောတော်အဲ့ဒီဒေတာအေရိယာမှာရှိတဲ့နတ်တွေကိုမမြင်ရတဲ့တ ত্ত্ব ဝါတွေကိုအမြပေးဝေပါတဲ့ကုသကောင်းမှုကိုသူတို့စီကိုရည်ညွှန်းပါတဲ့ဒါဖြင့်ရည်ညွှန်းရင်ဘလို့အကျိုးရှိတော့ဆိုလို့ရှင်နတ်တွေဆိုတာအခုခေတ်တော့အဲ့ဒါလိုမလုပ်ဘဲနဲ့အုံဒီဆွဲတာတို့ဘာလို့လှုပ်ချတာပေါ့နော်မြတ်စွာဘုရားကအမြဝေဖို့ပြောတယ် မျှဝေကုသကောင်းမှုလုပ်ရင်မျှဝေခုနတည်းပဲတရားပွဲအစမှာနတ်တွေဖိတ်တာကြားလိုက်တယ်လုတ်တင်လုတ်ထိုက်တဲ့ကိစ္စတခုပဲเนาะတရားနာလာဖို့ဆိုတာနတ်တွေဖိတ်လိုက်တယ်လေဒါလုတ်တင်လုတ်ထိုက်တာမြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေမိမိတို့ရဲ့ဆန္ဒကိုထုတ်ဖို့ပြောကြားခြင်းဟာမှန်ကန်တယ်လို့ဒီလိုပြောရပါတမန္တာသက္ကဝါလီသူအတ္တရာကိစ္ဆန္တုဒေဝတာဆိုတာဒါအဓိပ္ပာယ်ပဲပဲတူတူပဲပေါ့เนาะ နတ်တွေကိုဖိတ်လိုက်တယ်။အဲ့တော့မြတ်စွာဘုရားကသူဏိတဝတ္တကာရတို့ကိုတရားဟောတာ။နေရအစ်နေပြီဆိုရင်ကုသကောင်းမှုတစ်ခုလုပ်ပါတဲ့။လုပ်ပြီးရင်နတ်တွေကိုအမြဝေပါ။အဲ့ဒါလို့အမြဝေလို့ရှိရင်ဘလို့အကျိုးကျေးဇူးတွေဖြစ်နိုင်တာတုံးလို့ဆိုတော့မြတ်စွာဘုရားအဲ့ဒီလိုအမြတ်တမ်းပေးဝေတဲ့အခါတေပုဇိတာပုဇေယံတိမာနိတာမာနယံတိနံ ကိုကသူတို့ကို အလေးထားလို့ရှိရင်တဲ့လူတွေကနတ်တွေကိုအလေးထားနေရာပေးလို့ရှိရင်ကိုကိုလည်းပြန်ပြီးတော့အလေးထားနေရာပေးလာနိုင်တယ်။ဒါအတုံးလဲဆိုတာရှိတယ်လေ။နေရာဒေသတစ်ခုရောက်လာလို့ရှိရင်မိတ်ဆက်ရတယ်မဟုတ်လား။အိမ်နားနေချင်းတွေလည်းမိတ်ဆက်တယ်။မိတ်ဆက်ပြီးတော့မိတ်ဆွေဖွဲ့ကြတယ်။အဲ့ဒါလိုပဲနေရာအတိတ်တွေမှာနေပြီဆိုလို့ရှိရင်နတ်တွေနဲ့မိတ်ဆွေဖွဲ့တဲ့သဘောပေါ့ အမြတ်တမ်းပြေးဝေးလိုက်လို့ကိုကမျက်နှိုးတဲ့အခါမှာနတ်တရားလည်းခုပေါ်မှာအေးတို့တွေကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပြေးဝေးပေါ်ရတယ်ငါတို့နဲ့မတိပေမဲ့လို့တို့အကျိုးလိုလားတဲ့ပုဂ္ဂိုလ်တွေပဲလို့စိတ်ထဲမှာဖြစ်လာပြီးလူတွေကိုစောင့်ရှောက်လာတယ်တဲ့မာတာပုတ္တံဝဩရတံရှင်နိမှုကဘလောက်ထိအောင်ဖြစ်လာတော့စိမိခင်တူဦးဟာမိမိရင်မှမွေးဖွားလာတဲ့ တားငယ်တမီးငယ်ကိုစောင့်ရှောက်တယ်လို့တဲ့။နတ်တီရဲ့စိတ်ဓာတ်ထဲမှာလဲကိုသားကိုသမီးလို့သဘောထားလာတယ်လို့ဒီလိုဆိုနော်။အဲ့ဒါလို့မြတ်စွာဘုရားကအနုမောဒနာတရားဟောလိုက်တာ။သူတို့ကိုဟောတဲ့တရားကဒီလောက်ပဲ။နော်။နေရာအသစ်ကိုရောက်လို့ရှိရင်ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်တွေကိုပင့်ဖိတ်ပြီးတော့လူတန်းကျွေးမွေးပါတဲ့။ပြီးရင်နတ်တွေကိုအဲ့ဒီမှာရှိတဲ့နတ်တွေကိုမြတ်တန်းပေးဝေးပါ။မြတ်တန်းပေးဝေးလို့ရှိရင် ကိုကသူတို့ကိုဂယုဆိုင်သည့်အတွက်ကြောင့်သူတို့ကပြန်ပြီးကိုကိုဂယုဆိုင်ပါလိမ့်မယ်သူတို့ဂယုဆိုင်မှုကိုခံရတဲ့ပုဂ္ဂိုလ်ကဘာဖြစ်သရဘတ္တရာတိပတ္တိဘယ်တော့မှဆိုအကောင်းမဲ့တွေ့မယ်အဆိုးနဲ့မကြုံရဘူးလို့သူတို့ဆိုတယ်နော်နတ္တရဲ့ဆောင်းရှောင်းမှုမြတ်နှုတ်မှုကိုခံရတဲ့ပုဂ္ဂိုလ်တွေဟာအကောင်းနေတဲ့ယူရတွေ့ကြုံရမယ်လို့ဒီလိုဟောတာဒါနေရာတိရောက်တိုင်းရောက်တိုင်း ဒီလိုလှုပ်တဲ့လှုပ်ထိုက်တာကိုမြတ်စွာဘုရားလမ်းညွှန်မှုပြုတယ်